မင်္ဂလာပါကျွန်တော်အခုပြောပြပေးသွားမယ့်သင်ခန်းစာကတော့ electronic component တွေရဲ့ 3D model ကို download ချာနေကိုပြောပြပေးသွားမယ်ကျွန်တော်တို့ကွန်ပျူတာကနေ internet ဖွင့်ထားပါမယ် browser browser ကိုဖွင့်ထားပါမယ်ကျွန်တော်တို့ browser မှာကျွန်တော် 3D contact c o n t a c t contact central c e n t r a n t DD Connect Center ကိုရိုက်လိုက်ပါ Enter နှိပ်ပါကျွန်တော်ဒီမှာ DD Contact Central Free 3D CAD Model 2D Drawing ဒါလေးကိုကလစ်ပေးလိုက်ပါဒါသူရဲ့ DD Contact Center တောက်ကွန်ရဲ့ page ဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ electronic ကျွန်တော်တို့လိုချင်တဲ့ electronic component တွေရဲ့ 3D model ကို download ချလို့ရပါတယ်။ဒီမှာ download ချမယ်ဆိုရင်ကျွန်တော်တို့ လောရင်ဝင်ထားမှရပါမယ်အကောင့်ဖောက်ထားပါမယ်ကျွန်တော်တော့ဖောက်ပြီးသားပါပို့ပြီးဒီမှာကျွန်တော်အဒူနိုင်ရီလေးကိုဒေါင်းလုဒ်ချပြပါမယ်ဟုတ်အန်ဒူဘိုင်အေးအန်တာနေပါမဆိုရင်ကျွန်တော်တို့ Arduino ရဲ့ တော့အန်ဒူနိုင်ရဲလို့မှအပြည့်စုံကြမှာလို့ဆိုကျွန်တော်တို့သူ့ရဲ့ကျွန်တော်ဆွဲမဲ့ IC လေးရဲ့ကိုကိုပြည့်စုံပြပြီးထည့်ပါဒီမှာဆိုရင်ကျွန်တော်တို့ကျွန်တော်ဆွဲမှာ multi web 50ပို့ဒီမှာဆိုသူ့ရဲ့ဟာလေးပေးထားတယ်ကျွန်တော်ပုံလေးပေါ်မှာ click ပေးလိုက်ပါ ဒါဆိုရင်အဒူနိုင်းရဲ့ပေလေးကြလာပါပြီ။ကျွန်တော်ဒီမှာ3 remote နဲ့ download ချဖို့အတွက်ကျွန်တော်ဒီရဲ့ format ဆိုတဲ့နေရာမှာကျွန်တော်တို့တွားယူပေးရမှာမယ်။ကျွန်တော်တို့ဆွဲမှာ step file step file ကိုရှာပေးရအောင်မယ်။အဲတော့ step file ကို click ပေးလိုက်ပါ။ဟုတ် download button လေးကို click ပေးလိုက်ပါ။ နောက်မှာအဒူနိုင်းအိတ်မှာမောင်းတော့6ဝက်အတွက်ကလစ်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ zip file လေးကြာလာပါပြီဒီ zip file လေးကိုဖြည့်ပြီးတော့ကျွန်တော်တို့အဒူနိုင်းမှာတုံးဖို့အတွက် file တစ်ခုကျွန်တော်တို့တိဆောက်ပေးထားရပါမယ်ကျွန်တော်တို့ဒီမော်ဒယ်ကြည့်တဲ့အချိန်မှာ iPhone ကိုသွားယူကြည့်ရပါမယ်နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်